အာဆေးရအဲ့နာမည်ကိုလက်မခံဘူးလို့ပြောနေပြီးတော့ကြာကြာမကြာကြာအဲ့ဒါသူ့နာမည်ပဲလို့တာကာကူရာကပြောနေပါတယ်ဒါပေမဲ့အာဆေးရမချားချင်ဘူးလို့ပဲအော်နေပြီးတော့ကြည့်မနေတဲ့အချိန်မှာတာဘိုဘွားတို့ကြီးဖြစ်သွားမှလို့နိုင်ယန်စီကိုကင်ပေါက်လိုက်ရပါတယ်တာကာကူရာကထူးဆန်းနေကိုကြိုက်တာမလို့အိုကာဝန်လို့ပဲခေါ်မယ်နာမည်ချင်းကိုမသုံးရအောင်နာမည်ရင်းကိုသုံးရင်တက်ပြစ်မယ်လို့အာဆေးရပြောနေပါတယ်အာဆေးရအိုကာရုံကိုစားနေတဲ့အချိန်မှာအိုကာရုံကအီပေါက်လိုက်တာမလို့မျက်နှာတဲတဲကိုပေါက်လာဆိုပြီးအာဆေးရလိုက်ဆဲနေပါပြီအဲ့လိုနဲ့မိုးလင်းသွားပြီးတော့အိုကာရုံအာဆေးရသူ့အိမ်ကိုလိုက်ခဲ့ဖို့ခေါ်နေပါတယ်အိုကာရုံရဲ့ပုံစံကတဲရဲတဲ့ကောင်ထက်တော့ဆုံးပြတ်တက်နေရမလို့ပါအဲ့လိုနဲ့ ယောက်သားအာဆဲအင်ကိုရောက်လာကြပြီးတော့အင်ရှိမှာဂိတ်ပေါက်ကြီးတစ်ခုရှိနေပါတယ်။အရင်ဘဲကိုခေါ်လာတော့အဖွားကကျုံးငယ်ဘူးကမလို့အဖွားနဲ့တွေ့ရင်သတိထားဖို့အာဆဲကပြောနေပြီးတော့ဥကာရောကဂိတ်ပေါက်ကိုဖျက်လိုက်တဲ့အချိန်မှာတကူလုံးကမီးလောင်သွားပါတယ်။အာဆဲကမီးလောင်နေတဲ့ဥကာရောဆွဲပြီးတော့မြောင်းနေပစ်ချလိုက်ပြီးတဲ့နောက်မှာဂိတ်ပေါက်မှာမိစားတွေကိုတားတဲ့စာရွက်ကတ်ထားတာကိုတွေ့လိုက်ရပါတယ်။မြောင်းနေရွာလာမလို့ဥကာရောလောင်နေတဲ့မီးတွေကလည်းငြိမ်သွားပါတယ်။အာဆဲကမိစားတွေကိုတားတဲ့စာရွက်ကိုဖြုတ်လိုက်ပြီးတော့ဥကာရောဝင်ခိုင်းလိုက်တဲ့အချိန်မှာဥကာရောကလည်းမဝုံမရဲနဲ့ဝင်လာရင်မှဒီတစ်ခါမှတော့ဝင်လို့ရပါပါတယ်။ဥကာရောရဲ့စပင်ကမီးလောင်ပြီးတော့ဘွားတော်ကေကြီးဖြစ်သွားမှာလို့အာ ဆေးကတော့ရှိနေပါပြီအဲ့လိုနဲ့နေအောင်သားအိမ်ထဲကိုရောက်လာကြတဲ့အချိန်မှာအဖေါ်ကအိမ်မှာမရှိဘဲဖြစ်နေပါတယ်အာယာဆေးကအဖေလည်းဥမာမလို့ပြင်မာနေလို့ပြောနေပြီးတော့ဘောင်းမီလဲနေတဲ့အချိန်မှာတာပေါ်ဘွားတော်ကြီးဖြစ်သွားမလို့အာယာဆေးကဦးကားရုံအခန်းပြုံတွန်းထုတ်လိုက်ရပါတယ်အာယာဆေးကဦးကားရုံဝစားတွေပေးလိုက်ပြီးတော့ဂွေးစီးတွေမရှိတော့မလားလို့မေးနေရမလို့ဘာတွေပြောနေရလဲလို့ဦးကားရုံကပြန်ပြောနေပါတယ်တာပေါ်ဘွားတော်ကြီးပြောခဲ့တာကိုအာယာဆေးကဦးကားရုံပြောလိုက်ပြီးတော့ကြီးလိုက်တဲ့အချိန်မှာဂွေးစီးတွေကတကယ်မရှိတော့ပါဘူးမရှိရင်ပြလို့ရပါပဲလို့အာယာဆေးကပြောနေမိမယ်ရှိရှိမရှိရှိပြကြလားလို့ဦးကားရုံကပြန်ပြောနေပါတယ်ဒီလိုဖြစ်လာတာသူတို့ရဲ့ပြိုင်ပွဲကြောင့် မယ်လို့ဦးကာရောကပြောနေတဲ့အချိန်မှာဦးကာရောကဂျိုးသားကြောင်းတွေကိုအတင်းလိုက်ပြောခဲ့လို့ပြိုင်ပွဲဖြစ်လာရလို့အာဆဲကပြန်ပြောလိုက်ပါတယ်တကယ်တော့ဦးကာရောကဘဝမှာတငယ်ချင်းဆိုတာမရှိဘူးအမလို့တငယ်ချင်းတယောက်ရမယ်အခွင့်အရေးကိုလက်လို့မခံကျင်ခဲ့ရပါအာဆဲကိုဦးကာရောကစကားတွေပြောခြင်းပဲဘာပြောမယ်မသိရမလို့ဂျိုးသားကြောင်းတွေကိုပြောခဲ့ရဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကိစ္စတွေပြီးွားရင်သူ့ကိုရှင်လိုပဲလစ်လို့ရှုနိုင်ပါတယ်လို့ဦးကာရောကအာဆဲကိုပြောနေပါတယ်သူများတွေရဲ့ခံစားချက်ကိုမသိဘဲနဲ့အဲ့လိုမောင်းထုံးနေရင်တငယ်ချင်းရမှာမဟုတ်ဘူးလို့အာဆဲကပြောနေပြီးတော့ဒီကိစ္စတွေပြီးွားရင်အရှင်လိုပဲထူးဆန်းတဲ့ကြောင်းတွေပြောကြမယ်လို့အာဆဲကပြောနေပါတယ်အခုပြောပါလို့အာဆဲက ြောလိုက်တဲ့အချိန်မှာအာဆေးကရုပ်ဆိုးရယ်လို့ဦးကတော့ကပြောလိုက်တာမို့လို့နှစ်ယောက်သားကတက်ကုန်ကြပါပြီအဲ့လိုနဲ့နှစ်ယောက်သားတက်နေကြတဲ့အချိန်မှာအင်းရှိတကားကနေထူးဆန်းတဲ့လူခေါ်ကောင်းလောင်းတန်ကြီးကမြည်လာပါတယ်အာဆေးတို့ရဲ့အိမ်မှာလူခေါ်ကောင်းလောင်းတစ်ခုရှိပြီးတော့တစ်ခုကလူရီအတွက်ဖြစ်ပြီးနောက်တစ်ခုကတော့မိစ္ဆာရီအတွက်ပါအာဆေးကအဆောင်စာဘက်ကိုပြန်မခက်ခဲ့ရမို့လို့မိစ္ဆာရီကဝင်လာနိုင်တာဖြစ်ပါတယ်အာဆေးကဦးကတော့ဂိမ်းပေါက်ကနေထွက်ခိုင်းနေပြီးတော့စာဘက်ကိုပြန်ကတ်လိုက်မယ်လို့ပြောနေမိမယ်ကုနာတို့ကမိစ္ဆာရီကပျောက်ရှင်းမလားပျောက်နေပါတယ်အဲ့ချိန်မှာပဲကောင်းကင်ကြီးကမဲလာပြီးတော့အာဆေးတို့ရဲ့တချံတော့ကနန်ရည်ကြီးဖြစ်သွားပါတယ်ဂိမ်းပေါက်ကပါနန်ရည်ကြီးဖြစ်သွားပြီးတော့ဦးကတော့ကပြင်ထွက်လို့မရတော့ ပါမလို့စားရက်လည်းကက်လို့မရတော့ပါဘူးအဲ့ချိန်မှာရုပ်တရက်ကြီးအာဆေးကနှာခေါင်းသွေးရှင်လာပြီးတော့ဦးကောင်လည်းနှာခေါင်းသွေးရှင်လာပါတယ်နှာခေါင်းသွေးရှင်လာတာပတ်ဝန်းကျင်တစ်ခုလုံးမှာအစိတ်ရှိရမျိုးပဲနဲ့ပြေးလာမလို့ပါအာဆေးကအပေါ်မောကြည့်လိုက်တဲ့ခါမှာတော့မျက်နှာချက်ကနေစောက်ထိုးကြီးကြည့်နေတဲ့အကောင်ကြီးတစ်ကောင်တွေ့လိုက်ရပါတယ်စောက်ထိုးပြင်းနေတဲ့အကောင်ကြီးကလက်ကြီးနှစ်ဖက်နဲ့လက်ကုပ်တီးလိုက်တာမလို့လေဘေးနေတိုက်ခတ်လာပြီးအာဆေးနဲ့ဦးကောင်တို့အကောင်ကြီးကထိုးလိုက်ရင်ပဲအာဆေးတို့ကအကောင်ကြီးရဲ့လက်သီးကိုရှောင်လိုက်နေပါတယ်အဲ့တော့မှတော့အာဆေးတို့ကပြေးနေရပြီးအကောင်ကြီးရဲ့ရန်လိုက်တဲ့အချိန်ကြောင့်အာဆေးနဲ့ဦးကောင်တို့ကအင်းနေစီကိုလွင်တော့ပါတယ်အကောင်ကြီးကဂွေးစီပေးလို့អော်နေပြီးတော့ခြေတော်ကြီးနဲ့ကျုံးလိုက်တာမလို့အာ ာဆဲတော့ပြေးနေရပါပြီ။တကယ်တော့ဒီကောင်ကြီးကမိစ္ဆာမဟုတ်ဘဲနဲ့ဂျိုသားလည်းကောင်ဖြစ်ပြီးတော့အမေရိကန်နဲ့ဂျပန်မှာတွေ့ရလေရှိရဲ့ဂျိုသားလို့အိုဂါရုံကပြောရနေပါတယ်။အကောင်ကြီးကအာဆဲနဲ့အိုဂါရုံတို့ကိုတတ်ဖို့အတွက်အစိပ်ပါတဲ့မျိုးပဲတွေကိုမော်ထုံးနေပြန်ပါပြီ။အိုဂါရုံတာဝဝါရော်ကြီးဖြစ်မဲ့သွားအောင်ထိမင်းနေရမှာလို့အာဆဲကတိုက်ခတ်လို့မရပဲဖြစ်နေပါတယ်။အာဆဲထိန်းတာတစ်ချက်လွတ်သွားတဲ့အချိန်မှာတာဝဝါရော်ကြီးရဲ့လက်ကျန်ခဲ့တာကိုကြည့်ပြီးတော့အိုဂါရုံကအကြံတစ်ခုရပါပါတယ်။တာဝဝါရော်ကြီးရဲ့စိတ်ကိုပဲဖယ်လိုက်ပြီးတော့ရုပ်ကိုခြံထားဖို့အိုဂါရုံကပြောနေတဲ့အချိန်မှာအကောင်ကြီးကတွေ့သွားပြီးတော့အာဆဲတို့ကိုကျုံးပါပြီ။အာဆဲတို့ကရှောင်းလိုက်နိုင်ပြီးတော့ဘလို့လို့ရမယ်သေချာမသိရင်ပဲစမ်းကြည့်မ က်မယ်လို့အာဆေးကပြောလိုက်ပါတယ်တာဘိုဘွားတို့ရဲ့စိတ်ကိုပဲဖယ်လိုက်ပြီးတော့ရုပ်ကိုချန်ခဲ့တာအောင်မြင်သွားခဲ့ရင်တာဘိုဘွားတို့ရဲ့ပါပါကိုသုံးနိုင်ပါပါအိုဂါရွန်တို့လုံးနေတဲ့အချိန်မှာပဲအကောင်ကြီးက6000ကျင်းနဲ့ကျုံးလိုက်ပြန်ပါပြီဒါပေမဲ့အိုဂါရွန်တို့ကအောင်မြင်သွားပါတယ်တာဘိုဘွားတို့ရဲ့ပါပါကိုသုံးနိုင်သွားပြီးတော့တာဘိုဖုန်ရပါပါပြီဒါပေမဲ့တာဘိုဖုန်သုံးနေတဲ့အချိန်မှာအိုဂါရွန်က depression ကောင်းလေးဖြစ်သွားပြီးတော့စိတ်ဓာတ်တွေကျနေပါတယ်ကျွန်တော်ကနမောနမဲကောင်းလေးပဲလို့ပြောလိုက်တဲ့အချိန်မှာတော့အာဆေးကအိုဂါရွန်ဆွဲခါနေပါပြီအဲ့ချိန်မှာအကောင်ကြီးကလက်ဝါးနဲ့ဖက်နဲ့အိုဂါရွန်ကျုံးလိုက်ပြီးမဲ့လက်ချောင်းတွေပဲပြတ်ထွက်သွားပြီးတော့အိုဂါရွန်ကအကောင်ကြီးရဲ့လက်ချောင်းတွေကိုကပ်ဖြတ်လိုက်တာပါအိုဂါရွန်ကတ ာဝါဖောင်းနဲ့အကောင်ကြီးကိုကျုံးဖို့လုံးနေတဲ့အချိန်မှာသွေးတွေအန်လာတာမို့လို့ဘာဖြစ်တာလဲလို့စဉ်းစားနေပါတယ်အကောင်ကြီးက6ထောက်ကြီးနဲ့နေဖို့လုံးနေရမလို့အာဆဲရလေဦးကားတို့ပါဝါနဲ့ဆွဲထုတ်ပေးလိုက်ရပါတယ်တာဝါဘွားတို့ရဲ့ပါဝါအရင်မျက်နှာမို့လို့လူသားခန္ဓာကိုယ်ကမခံနိုင်တာပါအဲအချိန်မှာဒီကောင်ကြီးရဲ့ပုံစံကစူပုံပုံစံကြီးဖြစ်နေအောင်အာဆဲရသတိထားမိပါပြီးတော့မြေကြီးပေါ်လက်ထောင်6ထောက်တွေကိုတိုက်ခတ်ကြမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်အဲလိုနဲ့ဦးကားတို့ကတာဝါဖောင်းသုံးပြီးတော့6ထောက်ကြီးကိုဝင်တက်လိုက်ပြီးလူပါတင်းလဲသွားပါတယ်အာဆဲရလေအကောင်ကြီးကိုဆွဲလဲလိုက်ရမယ်ဦးကားတို့ကိုပဲလဲမိသွားပါတယ်အကောင်ကြီးရဲ့လက်ကမြေကြီးကိုထိသွားပြီးတော့ပြောက်သွားတာမို့လို့နောက်ထပ်တစ်ပတ်ပါပြောင်းမသွားအောင်6ထောက်ကြီးနှစ်ပတ်က ိုသုံးပြီးတော့အကောင်ကြီးကဟန်ချက်ထိန်ရလိုက်ပါတယ်။ဒေါ်ဝါထွက်သွားတဲ့အကောင်ကြီးကအာဆဲကိုနန်စီကိုပြစ်ပေါက်လိုက်ပြီးတော့လက်သီးနဲ့ထိုးလိုက်တာမို့လို့အိုဂါရွန်ကထိန်းချုပ်မှုရဲ့လွတ်လာနေပါပြီ။အဲဒီမှာအာဆဲကအိုဂါရွန်ကိုထိန်းမေးလိုက်ပြီးတော့အကောင်ကြီးကိုပါတပစ်မယ်လို့ပြောနေပါတယ်။အကောင်ကြီးကအာဆဲကိုဇက်လိုက်ထိုးနေပြီးတော့တကယ်တော့အာဆဲကခေးပေါက်ရဲ့အပြင်ကိုရောက်အောင်တပင်ထိုးခံခဲ့ရပါ။အာဆဲကအိုဂါရွန်ကိုသူ့စီဆွဲခေါ်လိုက်ပြီးတော့မိစ္ဆာတွေကိုတားတဲ့ဆောင်းစာပဲလေးကိုခေးပေါက်မှာကက်လိုက်တဲ့အခါမှာတော့အကောင်ကြီးကမီးလောင်ပြီးတော့ပျက်စီးသွားပါတယ်။အဲလိုနဲ့အကောင်ကြီးကမီးလောင်ပျက်စီးပြီးတော့သေသွားတဲ့နောက်မှာအာဆဲတို့ကအပြင်လောကကိုပြန်အောင်လာပြီးတော့ရာအလုံးကကောင်းတိုင်းဖြစ်နေပါတယ်။အပြင်လောကကိုပြန်အောင်လာ လာပြီလို့အာဆဲကပြောနေမိမယ်။ဥကာရုံကတာဘောဘွားတို့ကြီးဖြစ်လာတာမို့လို့ပါဝါနဲ့ထိမ့်မိလိုက်ရပါတယ်။ဥကာရုံရဲ့ K ကပြောင်းသွားမိမယ်။ဘွားတို့ KE ကိုပိုကြိုက်တယ်လို့ပြောပြီးတဲ့နောက်မှာအာဆဲကမေးလဲသွားပါတယ်။အာဆဲရဲ့ထိန်းချုပ်မှုမရှိလို့အောင်လို့တာဘောဘွားတို့ကြီးရဲ့ဂျိန်စာကနိုးထလာပြီးတော့ဥကာရုံကတာဘောဘွားတို့ကြီးဖြစ်သွားပါပြီ။အဲ့လိုနဲ့ဒန်နာတန် episode 2ကတော့ဒီမှာပဲပြီးသွားပါတယ်။နောက်ထပ်လာမယ့် episode မှာတော့ဘွားတို့နှစ်ယောက်ရဲ့ဗတဲကိုတွေ့ရမှာဖြစ်ပြီးအသက်ကြီးမယ်မပြတ်စည်းသေးရဲ့မိုးမိုးရဲ့ဖွားကိုတွေ့ရမှာပါ။ကြီးစုပါပဲအတွက်ကျေးဇူးပါ bro ကြီး။